DUV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံချွန်ပူရီမြို့ရှိစောက်လုပ်ရေး site တစ်ခုမှာအလုပ်လုပ်ကင်နေတဲ့မြန်မာရွှေပြောင်းလုပ်သမားဇနီးမောင်နှံဟာထိုင်းစိုးရထီရဲ့အမြင့်ဆုံးဘတ်ခြောက်တန်းစုပေါက်ပြီးကန်ထူးရှင်ဖြစ်ခဲ့တယ်လို့သိရပါဗျ။အခုမေလ2ရက်နေ့လယ်ပိုင်းကဖွင့်လှစ်ခဲ့တဲ့ထိုင်းစိုးရထီဖွင့်ပွဲမှာ1133ရှစ်ရှစ်ကနန်းနဲ့ဘတ်ခြောက်တန်းစုပေါက်ပြီးကန်ထူးရှင်ဖြစ်ခဲ့တာပါ။ မွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းကရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းမေလ6ရက်မနေ့ပိုင်းကမိုင်းခွဲခံရပြီးတရားတစင်ထိခိုက်ပျက်စီးသွားတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါရယ်ဘီလင်းမြို့နယ်နှင်းပလဲပူရာနယ်တောင်စွန်းပူရာကြားကရထားလမ်းပိုင်းကတရားတစင်မိုင်းခွဲခံရတာကြောင့်ထိခိုက်ပျက်စီးခဲ့တာလို့ဆိုပါရယ် AR တိုင်းကစစ်မှုထမ်းလူငယ်တွေစစ်ယူနီဖောင်းနဲ့စစ်ဖက်နက်တွေကိုစစ်ကောင်စီစီကနေပြန်လည်ဝယ်ယူသုံးစွဲနေရတယ်လို့စစ်မှုထမ်းနေရတဲ့မိသားစုတွေစီကနေသိရပါရယ် အာမစစ်သားစုဆောင်ခံရတဲ့လူငယ်တွေဟာစစ်တနန်းတက်ပြီး15ရက်အကြာမှာစစ်ကောင်စီယူနီဖောင်းနဲ့စစ်ဖက်နှက်တွေကိုစစ်ကောင်စီတက်စီကနေပြီးတော့ပြန်လည်ဝယ်ယူသုံးစွဲနေရတာလို့ဆိုပါတယ်။ DV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV News Facebook page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။